ပါလီစောပါဒီကနေ့ဧပြီလ18ရက်နေ့နရင်းစရာရခိုင်တည်င်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့တည်င်းတွေကိုကျမအင်မြခိုင်ကတင်ဆက်ပေးသွားမှာပါဒီကနေ့တင်ဆက်ပေးသွားမယ့်တည်င်းတွေကတော့ EA တပ်ဖွဲ့ဝင်တွေလို့ဆိုကာအာဆာက ရုတ်တံထုတ်လွှင့်ပြီးတက်ဖြတ်ခဲ့သူ၄ယောက်ဟာ ခမီးကြီးရွာသားတွေဖြစ်တယ်လို့မိသားစုဝင်တွေကအခိုင်အမာပြောဆိုတဲ့တည်င်းမကွေးတိုင်းမင်းတုံးမြို့မှာရခိုင်အမျိုးသား၂ယောက်ပါအဝင်အရက်သား၄ယောက်ဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့သတင်းနဲ့ ကြောက်ဖြူမျိုးအနီးပတ်ဝန်းကျင်မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးစစ်ကောင်စီတပ်သားတွေလက်နက်ရှာအညံ့ခံမှုတွေရှိနေတဲ့ဆိုတဲ့သတင်းတွေအပါအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။အရခတ်တတော် AA တပ်ဖွဲ့ဝင်တွေလို့ဆိုပြီးအကြံဖက်အဖွဲ့အာစာက ရုတ်တံထုတ်လွှင့်ကတပ်ဖြတ်ခဲ့သူ၄ယောက်ဟာ AA တပ်ဖွဲ့ဝင်တွေမဟုတ်ဘဲခမီးကြီးရွာသားတွေသာ ဖြစ်တယ်လို့မိသားစုဝင်တွေကနော်ရီစရာသတင်းဌာနကိုအခိုင်အမာပြောဆိုကြပါရစေ။ တာမန်မသိတဲ့လူတွေက အာစာအကြံဖတ်အဖွဲ့ကဖမ်းဆီးလာတာအေးအေးလို့ထင်ခဲ့ကြပေမဲ့တေရှာကြည့်လိုက်တော့ကျွန်တော်သားမောင်တာအေးကျော်ကိုမှတ်မိတယ်လို့ဂုတ်ပီခမီကြီးရွာကအသက်ခံရတဲ့မောင်တာအေးကျော်ရဲ့ဖခင်ဦးကျော်သားဦးကပြောဆိုပါရယ်အာစာအကြံဖတ်အဖွဲ့ဟာဧပြီလ၄ရက်နေ့က2မိနစ်ကြာကြာရုပ်သံတစ်ခုကိုအွန်လိုင်းပေါ်မှာထုတ်လွှင့်ခဲ့ပါရယ်အဲဒီရုပ်သံဗီဒီယိုအထဲမှာအာစာနဲ့အေးနှစ်ဖက်အပြန်အလှန်ပြစ်ခတ်တာမျိုးတွေဖန်တီးထားတဲ့ရိုက်ကူးထားတဲ့ရုပ်သံဖိုင်နဲ့အတူ စစ်တုံးပစ္စည်း equipment လွှဲထားတဲ့ခမီးအမျိုးသား၄ယောက်ကို AA တပ်ဖွဲ့ဝင်တွေလို့ဆိုပြီးထုတ်လွှင့်ပြသခဲ့တာပါ။အဲ့ဒီရုတ်တံဖိုင်ကိုအဲ့ဒီခမီးလူမျိုး၄ယောက်ကိုတပ်ဖြတ်ပြီး၅ရက်လောက်အကြာမှာအာစာအကြံဖတ်အဖွဲ့ကထုတ်လွှင့်လာခဲ့တာဖြစ်ပါတယ်။မကွေးတိုင်းဒေသကြီးမင်းတုံမြို့နယ်မှာရခိုင်မျိုးသား၄ယောက်အပါအဝင် အရက်သား၄ယောက်ဖမ်းဆီးခံရတယ်လို့သိရပါတယ်။ဖမ်းဆီးခံရသူတွေကတော့ရခိုင်ပြည်အမ်းမြို့နယ်တိုင်းကြီးကြီးရွာကကိုမောင်စံသေးကိုခင်မောင်ရှိုးနဲ့ မကွေးတိုင်းမင်းဘူးမြို့နယ်ကကိုအီမင်းထွန်းနဲ့ကိုကိုကြီးတို့ဖြစ်ကြပါရယ်မင်းတုံမြို့အဝင်အနီးကန်တုတ်စစ်စီရေးဂိမ်းမှာဧပြီလ14ရက်နေ့နေ့လယ်ပိုင်းမှာသူတို့တည်ယူလာတဲ့ကုန်ပစ္စည်းတွေနဲ့အတူစစ်ကောင်စီကဖမ်းဆီးလိုက်တာဖြစ်တယ်လို့မင်းတုံဒေသခံတယောက်ကနှရင်းစရာကိုပြောပါရယ်ဖမ်းဆီးခံရသူတွေမှာတောက်ဆေးထိုးဆေးတွေပါလာခဲ့ပြီးအဲ့ဒီဂိမ်းမှာစောင့်နေတဲ့စစ်သားတွေကဖမ်းဆီးသွားတာဖြစ်တယ်လို့သိရပါရယ်အဲ့ဒီကုန်ပစ္စည်းတွေဟာအမ်းမြို့နယ်ဘက်ကိုပို့မဲ့ကုန်ပစ္စည်းတွေဖြစ်လို့စစ်ကောင်စီက ပစ္စည်းနဲ့လူတွေကိုဖမ်းဆီးလိုက်တာလို့ပတန်းဒေသခံတယောက်ကနေရီစရာကိုပြောပါရယ်။ကြောက်ဖြူမျိုးအနီမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးစစ်ကောင်စီတပ်သားတွေလက်နက်ရှောင်းအညက်ခံနာတွေရှိနေတယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါရယ်။ကြောက်ဖြူမျိုးပြင်မှာရှိတဲ့စစ်ကောင်စီရဲ့အမှတ်32ရေးတပ်ရဲ့အနီမှာ အရခတတော်အေးအေးနဲ့စစ်ကောင်စီတို့အကြတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီကဒရုန်းတွေစက်တက်လေထီးတွေနဲ့တာမကနေပြည်တော်ကပါလက်နက်ကြီးတွေနဲ့တိုက်ခိုက်မှုတွေကိုပြုလုပ်နေတယ်လို့ဒေသရင်းစီရီတရင်ရင်မြစ်တွေစီကလည်းသိရပါဗျ။အခုတိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကအထိနာနေတဲ့အတွက်ကြောင့်စစ်ကောင်စီကဒရုန်းစက်တက်လေထီးတွေနဲ့တာမကနေပြည်တော်ကနေလည်းလက်နက်ကြီးတွေအဆက်မပြတ်ပစ်ခတ်မှုတွေကိုပြုလုပ်နေတယ်လို့ကြောက်ဖြူဒေသခံအမျိုးသားတယောက်ကနရင်းစရာတရင်ဌာနကိုပြောပါဗျ။ကျောက်ဖြူမြို့နယ်အမှတ်32ရေတပ်ရင်အနီးအနားမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတချို့ AAC မှာလက်နက်ရှအလင်းဝင်တာတွေရှိနေတယ်လို့လည်းဆိုပါရယ်ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကို တင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါရယ်ရှင်ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ April 18ရက်နေ့အထိမြန်မာနိုင်ငံတဝမ်းမှာငလျင်ကြောက်တည်ဆုံခဲ့ရသူ3668ယောက်ရှိပြီးထိခိုက်ဒဏ်ရာရရှိသူ4824ယောက်နဲ့ ပျောက်ဆုံးသူ129ယောက်ရှိတယ်လို့စစ်ကောင်စီကထုတ်ပြန်ပါတယ်။အခုစီရင်ဟာမတ်လ28ရက်နေ့ကပြင်းအား9.9 register scale ရှိတဲ့စကိုင်းငလျင်ကြောင့်ပြင်းနေတဲ့တိုင်းဒေသကြီး6ခုမှာ April 18ရက်နေ့အထိထိခိုက်သေဆုံးသွားတဲ့စီရင်ဖြစ်တယ်လို့ဆိုပါတယ်။မတ်လ28ရက်နေ့ကနေ April 18ရက်နေ့မနေ့အထိငလျင်အကျဉ်းရေပေါင်း140ကျင်းလှုပ်ခတ်ခဲ့တယ်လို့မိုးစလာက ထုတ်ပြန်ထားပါတယ်။ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါရယ်ဒီကနေ့မနက်အာယုံတက်ရှင်ကလည်းမန္တလေးမြို့ရဲ့အနောက်အနောက်မြောက်ဘက်၄မိုင်အကွာအနက်ပင်၁၁ကီလိုမီတာကိုဗဟုပြုပြီး register scale သုံးသမောက်၉အင်အားရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့တယ်လို့လည်းမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါရယ်နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့၁၉၈၁ခုနှစ် ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးတပ်ဖွဲ့အတွင်လူမျိုးတုံးတပ်ဖြတ်မှုအပေါ်တရားဝင်တောင်းပန်ဖို့နဲ့ရော့ချင်းငွေအမေရိကန်ဒေါ်လာ၄.၅ဘီလီယံပေးဖို့ဘင်္ဂလားဒေ့ရှ်ကပါကစ္စတန်ကိုတောင်းဆိုလိုက်ပါတယ်။ဘင်္ဂလားဒေ့ရှ်ကိုအလေးပတ်ရောက်ရှိနေတဲ့ပါကစ္စတန်နိုင်ငံသားရေးဝန်ကြီးနဲ့ဒါကာမြို့မှာတွေ့ဆုံပြီးတဲ့နောက်အချင်းရှုပ်ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးဝန်ကြီးဌာနအတွင်းဝင်ကအခုလိုတောင်းဆိုခဲ့တာဖြစ်တယ်လို့ပြောကြားခဲ့တာပါ။ ပါကစ္စတန်နိုင်ငံဂျာယေးဝင်ကြီးနဲ့ကြော်တာပရင်းနဲ့ဓာကာမှာတွေ့ဆုံတဲ့အချိန်နှစ်နိုင်ငံအကြားဆက်ဆံရေးခိုင်မာစေဖို့ဒီလိုတောင်းဆိုခဲ့တာဖြစ်တယ်လို့လည်းပြောကြားခဲ့ပါတယ်။ဒါအပြင်တမိုင်းရဖြည့်ရှင်းဖို့ကြံနေသေးတဲ့ဘင်္ဂလားဒေ့ရှ်မှာတောင်းတင်ကြံနေခဲ့တဲ့ပါကစ္စတန်နိုင်ငံသားတွေကိုနေရပြန်ပို့ရေးဘင်္ဂလားဒေ့ရှ်နိုင်ငံကရာသစ်နဲ့နိုင်ငံတော်ပိုင်းဥစ္စာဝေစုခွေးဝေရရှိရေး1980ခုနှစ်ကမုံတိုင်းကျောက်နိုင်ငံတကာကဒေါ်လာသန်း200ထောက်ပံ့ငွေကိုပြန်လည်လွှဲပြောင်းပေးရင်းနဲ့ 1920ခုနှစ်စစ်ပွဲတွေအတွင်းလူမျိုးတုံးတပ်ဖြတ်မှုတွေအတွက်တရားဝင်တောင်းပန်ရေးတို့ကိုတောင်းဆိုခဲ့တယ်လို့ဆိုပါတယ်။အဲဒီပြဿနာတွေကို ဖြေရှင်းဖို့ရည်ရွယ်ချက်ရှိပြီးအနာဂတ်အစည်းအဝေးတွေမှာဆက်လက်ဆွေးနွေးဖို့ကို ဆန္ဒရှိတဲ့အကြောင်းပါကစ္စတန်နိုင်ငံသားကြီးဝန်ကြီးကလည်းမှတ်ချက်ပြုခဲ့တယ်လို့သိရှိရပါတယ်ရှင်။နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွင်မှလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့နရီစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narisia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရီစရာရုပ်တံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရှင်လန်းကြပါစေရှင်။